ီနေ့ကတော့နမကျော်ဝါရန်လန်ကြက်ကျော်လေးဖြစ်ပါတယ်ဘလူကျော်လဲဆိုတာကြည့်ရှုပြပါကြက်ကျော်နဲ့တွဲစားဖို့စီရိုနာဟိုတယ်မှာကျွန်တော်စားခဲ့ရတဲ့အီတာလီယန်ဗစွန်ဟင်းညိုလေးဖြစ်ပါတယ်ခုကြက်သားလေးတွေကိုကျွန်တော်ပဲငံပြာရည်နဲ့ဇပလင်လေးနဲ့ပြုတ်ပါတယ်နော်ပဲငံပြာရည်အကျဲရည်ပါအကျဲရည်နဲ့ဇပလင်လေးနဲ့ပြုတ်ပါတယ် ပြုတ်ပြီးတော့အခုစက်သားလေးတွေကို ကျွန်တော်တို့ဆယ်လိုက်ပါပြီ။နူးတဲ့အချိန်လေးမှာစက်သားလေးတွေကိုဆယ်လိုက်ပါတယ်နော်။ဒီချက်ပြုတ်ရင်ဟင်းညိုတဲ့ကိုကျွန်တော်တို့ပစုံဟင်းညိုလေးလုပ်နိုင်ရတဲ့အတွက်ကျွန်တော်ချင်းလေးနဲ့နဲ့ဇပလင်လေးနဲ့နဲ့ကိုထောင်းလာတာလေးကို ထည့်ပါတယ်เนาะဒါမှຫມွှေးကြိုင်နေမှာ ဖြစ်ပါတယ်ဟုတ်ကဲ့ပါပြီးတော့ကျွန်တော်ခု ခရမ်းညင်သည်ထည့်ပါပြီခရမ်းညင်သည်ထည့်ပါတယ်เนาะယူသီးစိမ့်ထည့်ပါမယ်ယူသီးစိမ့်นี่ကျွန်တော်တို့အရှိတိုက်နေတည်ထားပါတယ်ပြီးတော့ကျွန်တော်တို့စူအောင်လေးတည်ထားပါမယ်เนาะဒီဘက်မှာစက်သွန်ဒီဒိစိတ်ခွဲလေးကိုလည်းတစ်ခါတည်းပဲထည့်ပါတယ် နူဘီကျက်သွန်ဒီနေစိတ်ကွဲလေးရကွဲသွားအောင်လို့ပါအခုကျွန်တော်တို့ကျက်သားကြော်ဖို့အတွက်အချုံမုတ်နင်းနင်းနဲ့ကျွန်တော်တို့စားများများလေးကိုရေနဲ့ဖြော်ပါမယ်နော်စီအိုလေးတင်ထားတယ်စီအိုလေးပူတာနဲ့ကျက်သားလေးကိုအခုကျွန်တော်ကြော်လိုက်ပါပြီဒါထူးခြားတဲ့ကျက်ကြော်နေပါစောင့်ကြည့်လိုက်ပါအောင်နော်စီပူတဲ့ကိုကျက်သားလေးကိုထည့်လိုက်တယ်နော်ထည့်ပြီးတာနဲ့ကျွန်တော်တို့ ခုနအချုံမုံနေနေနဲ့စားများများလေးရောထားတဲ့အည်ဖြော်ထားတဲ့အည်လေးတစုံလောက်ကိုထည့်လိုက်ပါပြီရွှန်းဆိုကျွန်တော်တို့ခုအချိုတက်ကအငန်တက်ကကကြက်သားတဲ့ဝင်သွားပါလေအသားတဲ့ထိရောက်သွားပါလေနော်အရသာက စားတွေအချုံမုံတွေနေကြုံရင်အဲ့လောက်မကောင်းပါဘူးခုလိုအည်ဖြော်တဲ့ဒင်းဒီလိုသုံးပါခဲ့ဒီဘက်မှာလေကျွန်တော်တို့ပစုံ ဂျာကြီးကိုထဲ့ပါပြီစူလာပြီဆိုဘက်ကလည်းစက်သားတွေကလည်းကျွရွားသွားပြီဆိုကျွန်တော်ဆယ်လိုက်ပါပြီစက်သားကဒီအပေါ်ချိုး တင်းမာပြီးတော့လေကွက်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 နဲ့ဟိုကျွတ်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 လေးနဲ့ဟိုလေအရသာရှိပြီးမှုေးကြိုင်တဲ့ခုလိုစက်သားလေးကိုရရှိမှာဖြစ်ပါတယ်ခင်ဗျာအလုံးဓမ္မစာကောင်းပြီးတော့အရသာရှိပါတယ်ခုအင်းညိုလေးကလည်းကျွန်တော်တို့စူလာပြီဖြစ်တဲ့အတွက် တစုံရတာနဲ့ကိုကျွန်တော်ဘာမှခက်ဆရာမလုပ်ပါဘူးဘင်းငပြရေးပစုံရဲ့တဘာဝအချူရတာနဲ့ကိုအလုံးမတမ်းမှပဲခြုံနေပါပြီဘာဆိုဘာမှထဲ့ဆရာမလို့တော့အောင်ကိုခြုံနေတဲ့ဟင်းနေရာတစ်ခုကိုအင်းကျိုတစ်ခုရရှိနေတာဖြစ်ပါတယ်ခင်ဗျာဒီကျွန်တော်ခပ်ပါပြီလုံးဆောင်ရရောက်ခပ်ပါတော့တကယ်တဘာဝအရသာစစ်စစ်နေပါ ဒီရှောက်ဘလူးရွက်လေးရဲ့ကျွန်တော်တို့တံမြာသီးလေးနဲ့နဲ့တွဲဖက်သုံးဆောင်ပါမယ်ဟောအလုံးပဒမအရသာရှိတဲ့ဟင်းလျာတစ်ခုကိုရရှိပါပြီခမညာ